ီနယ်တွေစုဖွဲ့ရာမှာအ धिक အားဖြင့်လူမျိုးကိုအခြေခံစုဖွဲ့တာမျိုးနဲ့ပထဝီအနေအထားကို ခြေခံပြီး စုဖွဲ့တာမျိုးနှစ်မျိုးတွေ့ရပါတယ်။မြန်မာနိုင်ငံမှာရောလူမျိုးအခြေခံတဲ့စုဖွဲ့မှာလားပထဝီအနေအထားအခြေခံတဲ့စုဖွဲ့မှာလားဆိုတာကိုဆွေးနွေးညှင်းခုံကြရအောင်ပါပါ။မြန်မာနိုင်ငံမှာလူမျိုးကိုအခြေခံတဲ့ဖက်ဒရယ်စနစ်ကိုကျင့်သုံးမလား။ ပထဝီအနေအထားကိုခြေခံတဲ့ Federal စနစ်ကိုကျင့်သုံးမလားဆိုတာတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုဒလိထုံးစံတွေလူမျိုးစုတွေရဲ့အခွင့်အရေးတွေပထဝီအနေအထားတွေနဲ့မြန်မာနိုင်ငံရဲ့တမိုင်းအကြောင်းအရာတွေကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ Federal စနစ်ဟာလူမျိုးကိုအခြေခံတဲ့လားပထဝီကိုအခြေခံတဲ့လားဆိုတာနဲ့ပတ်သက်လို့နိုင်ငံရေးလှိလာတုံ့သက်သူ ဒေါက်တာဆိုင်းကြည်စင်ဆိုကအခုလိုသုံးသပ်ပြောဆိုထားပါဗျ။အဲ့အခါကလည်းကျွန်တော်မေးတဲ့နေမေးခုံပေါ့နော်ကျွန်တော်တို့လက်ရှိအနေအထားမှာ အာကျွန်တော်တို့လူမျိုးဆိုရယ်ပြဋ္ဌာန်းသတ်မှတ်မှုကအင်မတန်ရှုပ်ထွေးတဲ့အခြေအနေတွေ့ရတယ်။နောက်လူမျိုးဆိုရယ်ပြဋ္ဌာန်းသတ်မှတ်မှုကလည်းကျွန်တော်တို့အင်္ဂလိပ်ခေတ်မှာစပြီးတော့အာခွဲခြားသတ်မှတ်ခဲ့တဲ့အာဟာတွေပေါ့နော်တိတိတတ်တာခွဲခြားတဲ့အစိမ့်စိမ့်ပုံပေါ်ဖြစ်အောင်ခွဲခြားတဲ့ဟာဖြစ်တယ်။အရာကလည်းသူတို့အုပ်ချုပ်နေတဲ့အချိန်မှာကိုလိုနီရဲ့သဘောတဘာဝအရာကျွန်တော်တို့ခွဲခြားပြီးတော့အနိုင်ယူမယ်ဆိုရယ်အပုံစံမျိုးပေါင်းစည်းနေကျွန်တော်ထိန်းချုပ်ရခဲ့တယ်။အာပြန့်ကျဲပြီးတော့ကွဲပြားနေတော့မှကျွန်တော်တို့ထိန်းချုပ်ရလွယ်တယ်ဆိုရယ် သဘောမျိုးစဉ်းစားရတာ divide and conquer အဲ့အခြေပြုကနေကျွန်တော်စဉ်းစားလာတာဖြစ်တယ်ဒါဒါပေမဲ့အဲ့ဒီလူမျိုးအခြေပြုရဲ့စဉ်းစားမှုကနေပဲဒီလူမျိုးဆိုတဲ့ဟာကိုနားလည်ဖို့ကျွန်တော်တို့သိပ္ပံပညာရဲ့ပိုင်းဆိုင်ရာတွေမှာလည်းစူးစမ်းကြတယ်အဲ့တော့လူမျိုးဆိုတဲ့နားလည်မှုဆိုတဲ့ဟာလူမျိုးဆိုတာကျွန်တော်တို့အတီးရှိမနေဘူးဆိုတဲ့ဟာလည်းအခုဒီနေ့ဒီချိန်မှာနားလည်လာတယ်ဒီနေ့ဒီချိန်မှာပမာစစ်စစ်ဆိုတဲ့ဟာကျွန်တော်တို့အင်မတန်ရှားတယ်ဘယ်ဟာကိုပြောတာလဲဆိုတဲ့ဟာအငင်းပွားစရာရှိတယ်ပြီးရင်ကျွန်တော်တို့ပမာစစ်တယ်မစစ်ဘူးဆိုတဲ့ဟာလည်းကျွန်တော် တို့သွေးဖောက်စစ်လို့လည်းမရတော့ဘူးဟိုကျန်တဲ့ဟာတွေနဲ့ပေါ့နော်ကျွန်တော်တို့ဖောက်စစ်လို့မရတော့ဘူး တိတ်ပံမဆံဘူးပေါ့เนาะကျွန်တော်တို့အဲတိတိကြရဲပြတ်သားရဲအဲဆုံးဖြတ်ချက်နဲ့ကျွန်တော်တို့ဘာလူမျိုးဖြစ်တည်ဆိုတဲ့ဟာပြဋ္ဌာန်းသတ်မှတ်လို့ရတဲ့ဟာမဟုတ်တော့ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့အခုနားလည်လာကြတယ်အဲဒီအတွက်ကြောင့်တော်တော်များများကဒီလူမျိုးဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တမိုင်းယဉ်ကျေးမှုတစ်ခုအနေနဲ့အရှိတည်နေဆိုတဲ့စဉ်းစားမှုကျွန်တော်တို့ရှိလာတယ်တမိုင်းယဉ်ကျေးမှုအနေနဲ့ရှိနေတာကကျွန်တော်တို့ယဉ်ကျေးမှုတမိုင်းအစဉ်လာတွေနဲ့ပြီးရင်အဲ transitional justice ပေါ့เนาะကျွန်တော်တို့တရားမျှတမှုဖော်ဆောင်ဖို့အတွက်ဒီလူမျိုးအကြောင်း င်းရာတွေကိုချင်းကပ်တင်တယ်။ဒါပေမဲ့လူမျိုးဖြစ်ချင်းဆိုတဲ့ဟာတစ်ခုမှာကျွန်တော်တို့အကျိုးစီးပွားဒါမှမဟုတ်နိုင်ငံရေးအဟိုအခွင့်အာဏာအခွင့်အရေးအခွင့်အလမ်းအရာတွေနဲ့ကျွန်တော်တို့ချိတ်ဆက်ပတ်သက်တယ်ဆိုတော့အန်ဒီရရှိရဆိုတော့နားလည်မှုတွေကျွန်တော်တို့ရှိလာတယ် အဲ့တော့ကျွန်တော်တို့လူမျိုးအခြေပြုစဉ်းစားတာအန္တရာယ်များတယ်။နောက်လူမျိုးအခြေပြုလို့စဉ်းစားလိုက်ရင်ကျွန်တော်တို့ကဒီဟာပိတ်နေတဲ့စနစ်တစ်ခုကိုတီထောင်တာ ਨੇ ဖြစ်တယ်။အဲ့တော့လူမျိုးဆိုရဲကလေးကကျွန်တော်ကိုယ့်လူမျိုးကိုထိမ့်သိမ့်ဖို့အတွက်လူမျိုးမတူရင်မอยู่ရဘူး။တကယ်လို့ယူနိလိုက်တယ်ဆိုရင်အဲ့ဒီလူမျိုးမတူတဲ့လူနှမျိုးကနေဆက်လာတဲ့ဥစ္စာနောက်ထပ်လူမျိုးအသက်ဆိုတဲ့ဟာကျွန်တော်တို့ဖြစ်လာအောင်ပါပဲပေါ့နော်။ဒါကအဲ့တော့ပိတ်ပြီးတော့စဉ်းစားလို့မရဘူးဆိုရဲစဉ်းစားမှုရှိတယ်။ဒါပေမဲ့တစ်ဖက်မှာအခါကျတော့လေကျွန်တော်တို့လွတ်လပ်ရေးရပြီးကလေးကတောက်လျှောက် ွဲခြားပြီးတော့ကျွန်တော်နေခဲ့တယ်။ပြီးခွဲခြားအုပ်ချုပ်ခြင်းခံလာခဲ့ရတဲ့ဟာလည်းဒီနေ့ဒီချိန်ထိကျွန်တော်တို့ခွဲခြားမှုတွေရှိနေသေးတယ်။အဲ့လိုအနေထားမျိုးမှာကျွန်တော်တို့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုရဲစူးစမ်းမှုရုံးကံမှုရှိနေတယ်။ အဲဒီရုံးကန်မှုအတွေ့ကျွန်တော်တို့ကိုယ်နဲ့တက်ဆိုင်တဲ့အစုအဖွဲ့စုဖွဲ့ဖို့စုဖွဲ့နိုင်ဖို့ကျွန်တော်တို့လိုအပ်ချက်ကလည်းရှိပါတယ်။အဲဒီအစုဖွဲ့မှုအားကလည်းကျွန်တော်တို့တိစောက်ဖို့လိုတယ်ဆိုတာတွေ့ရတယ်။အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်1948ခရီးကဒေါ်လာခဲ့တဲ့ကရင်ရှိတယ်။1948ခရီးကစဒေါ်လာခဲ့တဲ့ကရင်နေရှိတယ်။အဲ့တော့သူတို့အဲ့ဒီကလေးကဒေါ်လာခဲ့တဲ့ဒေါ်လာရေးဆိုတဲ့အပေါ်မှာအတိတ်ပဲဆက်ပြီးရှိနေစေဖို့ပြီးရင်ဒီဒေါ်လာရေးကြီးရဲ့အောင်မြင်မှုပန်းတိုင်းကိုဆက်ရောက်ဖို့ဆိုတဲ့ဟာဒီဒေါ်လာရေးနဲ့ပတ်သက်ချိတ်ဆက်တဲ့ ိကစုံချက်အခရာဖြစ်တယ်ပေါ့နော်အခရာဖြစ်တယ်သူတို့နဲ့တက်ဆိုင်တဲ့လူမျိုးတွေကိုစုစည်းဖို့ဆိုလိုအပ်တယ်ဆိုတော့လိုအပ်ချက်တစ်ခုပါလဲရှိတယ်အဲ့ဒီမျှချေနှစ်ခုကြားမှာကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်လူမျိုးအခြေပြုနဲ့ကျွန်တော်တို့စုစည်းပြီးတော့သူတို့ရဲ့တိုင်းရင်းသားသူတို့ရဲ့လူမျိုးဒေသမှာအုပ်ချုပ်ရေးအာဏာနဲ့ရည်ကြီးမှုနဲ့ကျွန်တော်တို့လူတွေရဲ့အခွင့်အရေးကိုဖန်တီးတိဆောက်လို့ရမယ်ဒေသတွေရှိတယ်လူမျိုးတွေရှိတယ်အဲ့လိုပဲကျွန်တော်တို့လူမျိုးဒေသကိုစွန့်ခွာပြီးတော့ကျွန်တော်တို့ အဲပထဝီအတတ်မှတ်ချက်အရာကျွန်တော်နေနေဒေတာ အရာကျွန်တော်တို့ခွဲခြားအတတ်မှတ်ဖို့လိုတဲ့ဒေတာတွေလည်းရှိတယ်။ဗမာဆိုပြီးတော့ကျွန်တော်တို့တိန်ကျုံပြီးပြောရင်လည်းကျွန်တော်တို့အခုလက်လက်ရှိအနေထားအနေထားမှာကျွန်တော်တို့အရန်ရှုပ်ထွေးတဲ့အနေထားတွေရှိတယ်။သူတို့ပြင်ကျွန်တော်တို့ဒဝေဟိုဗမာရဲ့ထဲမှာလာဆိုရဟာဒဝေတွေလည်းလက်ခံချင်မှာပေါ့ အဲ့တိုင်းမရောလို့စောလို့ဆိုရတယ်ကျွန်တော်တို့စကိုင်းဖက်ပါရေးရှိတယ်သူတို့လည်းသူတို့ရဲ့ဝိဒေတာလက္ခဏာတွေ KSSF ဖိနှိပ်ခြင်းခံနေရတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဖြစ်တည်မှုအပေါ်မှာကျွန်တော်ပြန်ပြီးတိဆောက်လို့တဲ့စိတ်ဆန္ဒတွေရှိတယ်သူတို့ရဲ့တမိုင်းရင်ကျိမှုတွေပြန်ထုတ်ဖော်လို့တဲ့လိုအပ်ချက်တွေရှိတယ်အဲ့လိုအပ်ချက်တွေကသူတို့လိုမျိုးဆိုရင်သူတို့ဗမာဆိုတဲ့တိုင်းရင်းသားအောက်ထဲမှာကျွန်တော်တို့ထည့်ခန့်ခြင်းမှာမဟုတ်ဘူးသူတို့ရဲ့တိုင်းရင်းသားဖြစ်ခြင်းဆိုတဲ့တိကျဟာမျိုးစဉ်းစားဖို့လို့အဲ့တိုင်းမှာတခြား အဲဗမာဆိုတဲ့ဟာကြီးမှာကျွန်တော်တို့ရှုပ်ထွေးပြီးတော့ရှမ်းဘက်ကကူလာတဲ့ဗမာနဲ့ရောပြီးဆက်ကြရတဲ့လူတွေရှိတယ်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ဗမာဒေတာအဖြစ်ခန့်ကြမလားအဲလက်ခံကြမလားဆိုတဲ့အချိန်မှာလည်းကျွန်တော်တို့ရှုပ်ထွေးမှုရှိတယ်အဲ့လိုမျိုးဒေတာတွေဆိုရင်ကျွန်တော်တို့ပထဝီတတ်မှတ်ချက်အရာကျွန်တော်တို့တတ်မှတ်ပြီးစဉ်းစားရမယ့်ဟာတွေရှိတယ်အဲ့တော့အဲ့လိုအခြေအနေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ symmetrical ဖြစ်တဲ့ federal ပုံစံကိုကျွန်တော်တို့စဉ်းစားလို့မရဘူး federal unit တွေစဉ်းစားတဲ့အချိန်မှာကျွန်တော်တို့တပြေးညီကျွန်တော်တို့ဖြစ်ချင်လို့မရဘူး နော်အဲ့ဒီအတွက်ကြောင့်သူတို့ရဲ့ရှိနေတဲ့တမိုင်းဖြတ်တမ်းမှုသူတို့ရဲ့ဝိသေသလက္ခဏာသူတို့ရဲ့လူရင်းစန္ဒတွေကိုကျွန်တော်တို့ဖိနှိပ်ချိုးဖဲ့လို့ကျွန်တော်တို့မရဘူးအဲ့ဒါတွေကိုအကုန်လုံးမျက်မျက်တတကြည့်ပြီးတော့သူတို့နဲ့တက်ဆိုင်နေသူတို့ရဲ့ရွေးချယ်မှုကိုကျွန်တော်တို့လက်ခံပေးဖို့လိုမျိုးမြင်ရတယ်ခင်ဗျာလူမျိုးကိုအခြေခံတဲ့ Federal စနစ်ဟာလူမျိုးစုတွေရဲ့ ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုအတိအမှတ်ပြုနိုင်ပြီးတိုင်းရင်းသားလူမျိုးတွေရဲ့ယဉ်ကျေးမှုဘာသာစကားတမိုင်းနဲ့ကိုပိုင်အုပ်ချုပ်ခွင့်တွေကိုပုံမကာကွယ်ပေးနိုင်ရာရောက်သလိုလူနည်းစုတွေအတွက်လည်းနိုင်ငံရေးအရာကိုစားပြုမှုကိုပုံမရရှိစေနိုင်ပါတယ်။ဒါပေမဲ့လည်းလူမျိုးစုအလိုက်တည်တံ့နယ်မြေတတ်မှတ်ရာမှာတော့ရှုပ်ထွေးမှုတွေရှိလာနိုင်ပါတယ်။မြန်မာနိုင်ငံမှာလူမျိုးစုတွေရောနှောနေထိုင်ကြတာကြောင့် လူမျိုးအလိုက်နယ်နိမိတ်တတ်မှတ်ဖို့ခက်ခဲနိုင်တာကြောင့်ပထဝီအနေအထားကိုခြေခံတဲ့ Federal စနစ်ကိုကျင့်သုံးဖို့လဲစဉ်းစားချက်တွေရှိလာတာဖြစ်ပါတယ်။ပထဝီအနေအထားကိုခြေခံတဲ့ Federal စနစ်ကတော့နယ်နိမိတ်အရာရှင်းလင်းပြီးအုပ်ချုပ်ရေးရန်နရာတည်ဆောက်ဖို့လွယ်ကူသလိုလူမျိုးရေးအရာမခွဲခြားပဲထိရောက်တဲ့စီမံခန့်ခွဲမှုစနစ်ဖြစ်နိုင်တယ်လို့လဲဆိုကြပါဗျ။အလားတူပထဝီအနေအထားကိုခြေခံတဲ့စနစ်မှာလည်း အားနည်းချက်တွေရှိနေပါတယ်။တိုင်းရင်းသားလူမျိုးစုတွေရဲ့အခွင့်အရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုလစ်လျူရှုထားသလိုဖြစ်နိုင်ပါတယ်။မြန်မာနိုင်ငံရဲ့ Federal စနစ်ဟာလူမျိုးကိုအခြေခံတဲ့သလားပထဝီကို အခြေခံတဲ့သလားဆိုတာကို Federal စနစ်နဲ့အခြေခံဥပဒေရေးရာလေ့လာသူဦးခင်မောင်ဝင်းကအခုလိုသုံးသပ်ထားပါတယ်။ဒီမြန်မာနိုင်ငံရဲ့ Federal စနစ်ကလူမျိုးအခြေခံမလား နော်ပထဝီထားအခြေခံလားဆိုတော့အဲဒီဆွေးနွေးချက်တွေ debate တွေတော့ကျွန်တော်တို့ရန်ဖန်ကကြားနေရပါတယ်အဲ့တော့ကမ္ဘာမှာကြီးလိုက်လဲ federal နိုင်ငံတွေကိုတရုတ်ခွဲကြီးလိုက်တချို့နိုင်ငံတွေကနော်ပထဝီထားအခြေခံကြတယ်နော်သို့သောဘောကပထဝီထားအခြေခံတယ်ဆိုတော့သူတို့ပြည်နယ်တွေကိုနော်ပထဝီနာမည်နဲ့ခေါ်ကြတာပေါ့နော်အမေရိကန်တို့ဩစတြေးလျတို့ဆိုလို့ရှိရင်ဒါအထင်ကြီးအဥပမာတွေပေါ့နော်ဒါမှတချို့ federal နိုင်ငံမှာကြတော့လူမျိုးနာမည်နဲ့ကိုလာတဲ့ပြည်နယ်ကိုတန်းအကိုလူမျိုးရေးဝိသုဒကြောင့်လူမျိုးမတူကွဲပြားမှုကြောင့် federal လုပ်ခွင့်လိုလာတာဖြစ်ပါတယ် မှာဥရောပဖက်ဒရယ်နိုင်ငံမှာကျွန်တော်ပြောလို့ရတယ်မှာဘယ်ဂျီယန်တို့ဆွစ်ဇာလန်တို့အဲပြီးတော့မှာကျွန်တော်ဘက်ကအိန္ဒိယတို့အဲပါကစ္စတန်တို့မှာရှိကြပါတယ်လူမျိုးအခြေခံမျိုးနဲ့ဖက်ဒရယ်လို့ကြတာအဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာကြတော့တချို့ကပြောကြတာပေါ့လူမျိုးအခြေခံမယ်ဆိုတော့အရန်ရှုပ်ထွေးပါတယ်ဒါကြောင့်လူမျိုးမခြေခံနဲ့နော်ပတ်ထူနေတာအခြေခံလေလို့လိုက်ပါဆိုတော့ပြောတဲ့လူတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်ကဒီနေရာမှာပြန်ဆွေးနွေးချင်တာကကျွန်တော်နိုင်ငံမှာဖက်ဒရယ်ဖြစ်ပေါ်လာဖို့အကြောင်းတည်ရလာတဲ့ကိစ္စအရာ လူမျိုးမတူတဲ့တောင်တန်းဒေသနဲ့ဗမာပြည်မနဲ့ပေါင်းစည်းရင်းကနေစတာအဲ့တော့အဲ့ဒီမှာလာပေါင်းနေမှာနော်ချင်းလူမျိုးတွေနေတဲ့ချင်းတောင်တန်းဒေသကချင်းလူမျိုးတွေနေတဲ့နော်ကချင်းတောင်တန်းဒေသရှမ်းတွေနေတဲ့ရှမ်းတောင်တန်းဒေသနဲ့ဗမာပြည်မနဲ့လာပေါင်းမှုဖြစ်လာတာပြီးတော့အဲ့လိုမျိုးတိုင်းသားလူမျိုးချင်းကြားမှာဒန်းတူညီမမှုရှိအောင်လဲအဲ့မှာပြောခဲ့ကြတယ်ဒါပေမဲ့လွတ်လပ်ရေးအလွန်ခက်မှာဒန်းတူရည်တူမရှိခဲ့တဲ့အတွက်တိုင်းသားလူမျိုးအခြေခံပြီးတော့မှလက်နက်ကန်တော်လှန်ရေးမှုတွေဟို အလှုပ်ရှားမှုတွေဖြစ်လာတဲ့အဓိကကတော့ဆက်အနာသိမ်းပြီးတဲ့အချိန်မှာဖြစ်လာကြတာ။ဒါကြောင့်ငင်းချမ်းတဲ့ Federal လှုပ်ရှားမှုကိုခွင့်မပြုတော့လို့ဆိုအဲ့လိုကာလမျိုးတွေမှာဗမာစစ်တပ်ကဘာလုပ်လဲဆိုမဟာဗမာလူမျိုးကြီးဝါဒပါအချင်းသုံးလာတယ်။တိုင်းရင်းသားပြည်နယ်တွေမှာတိုင်းရင်းသားဘာသာစကားသင်ခွင့်မရှိတွေပါပဲကန့်တက်လာတာရှိတယ်။ပြတော့ဗမာလူမျိုးအများစုကိုးကွယ်တဲ့ဗုဒ္ဓဘာသာကသာလျှင်နိုင်ငံတော်ဘာသာအဖြစ်ဆိုတဲ့ဟာမျိုးတွေလှုပ်လာတဲ့အခါမှာကြတော့ တိုင်းရင်းသားတွေဘက်ကကြည့်ရင်သူတို့ရဲ့အခွင့်အရေးချိုးနှိမ်ခံရတယ်အဲချိုးနှိမ်ခံရမှုတွေပြန်လဲကုစားဖို့အတွက်ကိုသူတို့ကဒန်လူကြီးလိုရှိတဲ့ဖယ်ပဲတောင်းဆိုကြတယ်ဆိုအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ကမင်းတို့တိုင်းရင်းသားလူမျိုးအခြေခံနဲ့ပထဝီနေသားအခြေခံနော်မင်းတို့ရှမ်းပြည်နယ်လို့မခေါ်နဲ့တောင်ကြီးပြည်နယ်လို့ခေါ်နော်မင်းတို့ဟိုချင်းပြည်နယ်လို့မခေါ်နဲ့ဟာခါပြည်နယ်လို့ခေါ်ဒါသွားလို့လို့မရတော့ဘူးအခုအခြေအနေမှာအရန်နောက်ကျသွားပြီဆိုတော့ကျွန်တော်မြင်တာကတော့ကျွန်တော်မြန်မာနိုင်ငံမှာဖယ်ရယ်လုပ်ရင်လူမျိုးအခြေခံတဲ့ဖယ်ရယ်စနစ်ပဲလုပ်ရမယ်လို့ကျွန်တော်ဒီလိုယုံကြည်ပါတယ် နာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်မဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ရင်ကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ထားပါတယ်။ဒီပြည်ရင်မှာတော့ပြည်နယ်မြင်းဆောင်ဖက်ဒရယ်ယူနစ်လို့တုံ့နှုံထားပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ကတော့မြန်မာနိုင်ငံရဲ့ဖက်ဒရယ်စနစ်ကိုလူမျိုးအပေါ်မှာအခြေခံမလားဒေသအပေါ်မှာအခြေခံမလားဆိုတာဆက်လက်ဆွေးနွေးညှိနှိုင်းရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကပြောပါတယ်။ဒါကတော့လေကျွန်တော်တို့အခုတိုင်းပြည်မှာတော့အခုချိန်ထိပေါ့နော်အဲကျွန်တော်တို့အခု NUG အနေနဲ့ဆိုလို့ရှိရင်အဲဒီ Federal Democracy Charter ပေါ့နော်အဲအမှဘလို့အသုံးလုံးရှိလဲဆိုလို့ရှိရင်ပြည်နယ်သို့မဟုတ်ပြည်နယ်မြင်းဆောင် Federal Unit လို့သုံးတယ် ပြောရပြောဆိုလိုတာကခုနပြောသလိုတချို့ပြည်နယ်တွေကတော့အခုကျွန်တော်တို့စခဲ့တာကလူမျိုးနာမည်တွေနဲ့ပြည်နယ်တွေရှိကြတယ်ပေါ့နော်သို့တော့ကမ္ဘာနိုင်ငံအသီးသီးမှာပေါ့အခုကတော့ကျွန်တော်တို့ကနိုင်ငံရေးမှာဒီ Federal ဆိုတဲ့ပြည်ထောင်စုပုံစံသွားမယ် Federal ဆိုတာသွားရမယ်ဆိုတဲ့ရွေးချယ်မှုဆိုတာတော့ကျွန်တော်တို့သိကြပြီဒါပေမဲ့လူမျိုးအပေါ်မှာအခြေခံပါလားအဲဒါမှမဟုတ်ဒေသအပေါ်မှာအခြေခံပါလားဆိုတဲ့ဟာက ြောရမယ်ဆိုတာဆွေးနွေးပြီးတော့ညှိနှိုင်းယူရမယ် process ပဲဖြစ်တယ်ပေါ့เนาะအခြေအလဲအဲကျမတို့ဆွေးနွေးကြအောင်မှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကမ္ဘာပေါ်မှာလူမျိုးအခြေခံတဲ့အဲဒီပေါ့နော်ဒီ federal ပြည်ထောင်စုတွေကဘလို့ပုံသဏ္ဍာန်ဖြစ်သွားကြတယ်လဲဆိုတာလဲကျမတို့သင်ကန်းစာယူစရာတွေရှိတယ်။အဲထို့တူတစ်ဖက်မှာလည်းပဲဘာကြောင့်လူမျိုးစုနာမည်ယူကြရလဲဆိုတဲ့ဟာပေါ့နော်။အဲ့တော့ပြောချင်တာဒါအဲဒီနိုင်ငံရေးအရဆွေးနွေးမှုတွေအပေါ်မှာအခြေခံပြီးတော့ကိုပဲအဲကျမတို့က သွားရမှာဖြစ်တယ် outrightly ဟာပြီးနေလူမျိုးပဲအခြေခံပြီးသွားမယ်ဆိုရင်လူလူမျိုးဆိုတာအင်မတန်မှ diverse ဖြစ်တယ်ကျွန်တော်တို့စီမှာလည်းပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းပဲတကယ့်ကိုဟိုပေါ့နော်ဟိုဘယ်လိုပြောမလဲအဲ significant ဖြစ်တဲ့အဲပေါ့နော်လူမျိုးစုတွေ identity တွေကစုဖွဲ့မှုတွေကကျွန်တော်တို့စီမှာရှိထားပြီးသားဖြစ်တယ်ဆိုတော့အဲ့တော့လူမျိုးအမည်နဲ့သွားမလား data အမည်နဲ့သွားမလားဆိုတာက ျမတို့ဒီ Federal ဆိုတာလဲ Constitutionalism ပေါ်မှာအခြေခံရတာဘောနော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာအခြေခံရတာဖြစ်တဲ့အတွက်အဲ့တော့လူထုဆန္ဒခံယူပွဲတွေနဲ့အတူ processing သွားရမယ်ဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်မဟာဆွေးနွေးညှိနှိုင်းသဘောတူညီပြီးတော့မှပဲဟလာအဲ့ဒါလူမျိုးစုပုံစံဖြစ်ပြီးပြီးလူမျိုးအခြေခံတဲ့အဲဖက်ဒရယ်ဖြစ်မလားဒေသအခြေခံတဲ့ဖက်ဒရယ်ဖြစ်မလားဆိုတဲ့ဟာကိုကျမတို့ပြောလို့ရမှာဖြစ်တယ်အခုချိန်ဒီမှာကျမတို့က NUG ကလာရှေ့ကဲပြီးတော့လူမျိုးစု ဖက်ဒရယ်ကပဲသွားမယ်လို့ကျွန်တော်တို့ကြိုတင်ပြီးတော့ပြဋ္ဌာန်းလို့ပြောပိုင်ခွင့်တော့မရှိဘူးလို့ကျွန်တော်တို့မြင်တယ်ဒါကဒီခုနပြောတဲ့ဖက်ဒရယ်အခြေခံဒီပေါ်မှာပြည်ထောင်စုကိုလူမျိုးကိုအခြေခံပြီးစုလို့အဆင်ပြေရင်တော့လူမျိုးလိုစုကြပေါ့လူမျိုးကိုပဲအခြေခံပြီးလုပ်မဲ့ဖက်ဒရယ်မျိုးကအဆင်မပြေဘူး conflict တွေဖြစ်လာနိုင်တယ်ဆိုရင်လည်းကျွန်တော်တို့တခြား alternative နီးနေပေါ့နော်ဒေတာကိုအခြေခံပြီးတော့စဉ်းစားမှလာဆိုဒါကကျွန်တော်တို့တိုင်းပြည်နဲ့ကိုက်ညီတဲ့ အဲတီတောင်စုပုံစံဖြစ်ဖို့လို့ကတော့ကျမတို့အားလုံးတကယ်ကိုဆွေးနွေးညှိနှိုင်းပြီးတော့မှပဲသွားကြရမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာ Federal စနစ်ကိုကျင့်သုံးမယ်ဆိုရင်လူမျိုးကိုအခြေခံတင်သလားပထဝီအနေအထားကိုအခြေခံတင်သလားဆိုတာအထက်မှဆွေးနွေးခဲ့ကြသလိုစနစ်နှစ်ခုစလုံးမှာလည်းအာသာချက်အားနည်းချက်တွေရှိနေတာကို တွေ့ရပါတယ်ဒီလိုဒွိဟဖြစ်เสียအခြေအနေမှာ ပထဝီနဲ့လူမျိုးစုအချိုးအကျပေါင်းဆက်ထားတဲ့စနစ်ကိုကျင့်သုံးဖို့လေထောက်ပြကြတာတွေရှိပါတယ်လူမျိုးကို အခြေခံတဲ့ Federal စနစ်ဟာလူမျိုးစုတွေရဲ့အခွင့်အရေးကိုအာမခံနိုင်တယ်လို့ပထဝီကိုအခြေခံတဲ့ Federal စနစ်ဟာလည်းတိကျတဲ့နယ်မြေသတ်မှတ်ချက်ရှိတာကြောင့်စီမံခန့်ခွဲမှုအတွက်ပုံမထိရောက်နိုင်တာလည်းဖြစ်ပါတယ်ဒါကြောင့်စနစ်နှစ်ခုစလုံးရဲ့အာသာချက်တွေကိုပေါင်းဆက်ထားတဲ့ပြည်တော်စုစနစ်ကိုလည်း အကြံပြုဆွေးနွေးထားပါတယ်ကျွန်တော်အမြင်အောင်နှစ်ခုစလုံးဟိုလူမျိုးရောပထဝီရောအခြေခံနဲ့နဲ့ဘာလို့ဆိုကျွန်တော်တို့အေးပေါ့တချို့ကပြောကြလိမ့်မှာအက်သနိုအက်သနိုနေရှင်နယ်လစ်ဇင်တွေဘာတွေပေါ့လူမျိုးအခြေခံနဲ့နိုင်ငံရေးမျိုးတွေမလုံးသိဘူးပေါ့ဗျာဒါပေမဲ့ခေတ်တမြန်မာပြည်မှာလွန်ခဲ့တဲ့နှစ်90အတွင်းနဲ့အခုမှတိုင်းသားတွေရဲ့သူတို့ရဲ့ဟိုလူမှုရေးယဉ်ကျေးမှုဘာသာရေးဟိုမြင့်တင်ဝင်မရခဲ့ဘူးလေအဲ့တော့တချို့နေရာကြီးမှာလူမျိုးအခြေခံနဲ့ အဲဖယ်ရယ်တချို့နေရာလေးဒါပေမဲ့တချို့နေရာကြီးကြလဲဥမာဟိုပထူယိုနေထားဟိုဟိုအခြေခံနေတယ်ဥပမာဆိုဥမာအညာဒေသပေါ့ဗျာဒီစကိုင်းမကွေးမန္တလေးလိုဟာမျိုးကြတော့သူကလူမျိုးတယ်သူကပထူယိုနေထားဟိုကျွန်တော်အခြေခံနေတယ်ဆိုတော့ဥမာဟိုကချင်တို့လိုချင်းတို့လိုတောင်မရခိုင်တို့လိုကြရင်တော့ကျွန်တော်လူမျိုးပေါ့ဗျာနော်အဲကတော့အခြေခံနေကျွန်တော်အဲ့လိုမျိုးယူဆပါတယ်ဟုတ် Federal စနစ်ကိုကျင့်သုံးကြတဲ့နိုင်ငံတွေဟာ တနိုင်ငံနဲ့တနိုင်ငံ မတူကြပါဘူးဖက်ဒရယ်ဟာကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့တန်းတူအခွင့်အရေးကို အာမခံတဲ့စနစ်သားဖြစ်ပြီးဘလို့ဖက်ဒရယ်ကပိုအကျိုးများမလဲဆိုတာကိုနိုင်ငံရဲ့လူမျိုးဒေသယဉ်ကျေးမှုတမိုင်းအစဉ်အလာတွေကိုလည်းထည့်သွင်းစဉ်းစားပြီးမြန်မာနိုင်ငံနဲ့ကန့်ညီတဲ့ဖက်ဒရယ်စနစ်ကိုပဲရွေးချယ်ကျင့်သုံးရမှာဖြစ်ပါတယ်။